စကောင်းဆောင်ရဲ့တရုတ်ခရီးစဉ်မှာမြန်မာတရုတ်နှစ်နိုင်ငံအကြားပူးပေါင်းဆောင်ရွက်မှုနားလည်မှုစာကြောလွှာခုနှစ်ခုကိုလက်မှတ်ရေးထိုးခဲ့ကြပါတယ်။သတင်းမီဒီယာကလည်းအခြေခံအဆောက်အုံဖွံ့ဖြိုးရေးအသေးစားနဲ့အလက်စားစီးပွားရေးဓာတ်ရုထုတ်ကုန်နဲ့စွမ်းအင်ကဏ္ဍပူးပေါင်းဆောင်ရွက်ရေးတွေကိုသဘောတူခဲ့ကြတာပါ။ ဒီထဲကအခြေခံအဆောက်အုံဖွံ့ဖြိုးရေးပူးပေါင်းဆောင်ရွက်မှုနှစ်ခုဟာညီပြင်းမှာလက်တွေ့အကောင်အထည်ဖော်နိုင်ဖို့ခက်ခဲသလိုစိန်ခေါ်မှုလည်းရှိနိုင်ပါတယ်ကျန်နာရီအကောင့်ထဲပေါ်နိုင်ပေမဲ့စီးပွားရေးအကျိုးအမြတ်ရနိုင်ချေတော့နည်းပါလိမ့်မယ်။ဒါပေမဲ့ကုံသွယ်စီးပွားလုပ်ငန်း project တွေအပေါ်အခြေခံတဲ့ပြိပခအရှိန် short ချရရဲ့အတွက်တရုတ်အစိုးရရဲ့ကြိုးပမ်းချက်တွေအပေါ်မှာတော့တည်ရောက်မှုရှိနေနိုင်ပါတယ်။